မမလေးငယ်လေးပြောရရင်ခုပဲရှိပါတယ်ဖြစ်စိရက်ကုန်းနဲ့အဲပိုက်ရက်ကုန်းလို့ရှိပါတယ်အများဆုံးလှုပ်တာတော့90%ကတည်းကလှုပ်တာတော့ဖြစ်စိရက်ကုန်းဒေသဖြစ်ပါတယ်အဲပိုက်ရက်ကုန်းဆိုတော့ဟိမဝန္တတောင်လမ်းနဲ့ဆင်းလာတယ်တင်းရုံတို့ကျွန်တော်တို့ဆက်လာတယ်ဟာပြန်ကြည့်လို့ဆိုရင်ရာခိုင်နှုန်းကဆိုလို့ရှိရင်တော့ဖြစ်စိရက်ကုန်းဒေသက90%ကတည်းကလှုပ်ပြီးတော့ကျွန်တော်တို့အဲပိုက်က100%ကတည်းကလှုပ်ပါတယ်ဒါနဲ့ epicenter ဆိုတဲ့ငလျင်ရဲ့အတိတ်နဲ့နဲ့ပုံမူတပြီးတော့ပျက်စီးထိလို့မျိုးတော့ဒါရှိပါလိမ့်မယ် သူ့ရဲ့ meter scale နဲ့ပေါ်မူတည်ပြီးတော့မှဒါပြည့်စုံဆုံးမှုရှိပါတယ်။ဒါလည်းကြုံပြီး၃လနေလှုပ်မယ်လို့၅လနေလှုပ်မယ်လို့ဒီလိုတော့ဘယ်လိုမှခံမလို့တိကျမရပါဘူး။ဒါကဘာမှလည်းမရှိပါဘူး။ဒါကြောင့်ဦးတနည်းကကျွန်တော်နိုင်ငံလေးဖြစ်သလား။ဘဝဖြစ်လို့နေရာဖြစ်လို့ကံမကောင်းလို့ဘာဖြစ်တယ်ညာဖြစ်တယ်ချက်ပြောနေတာ။ဥပမာဒူကင်းရဲမှာဖြစ်တယ်၆ရက်သမားနဲ့အများကြီးပြည့်စုံပါတယ်။ကျွန်တော်နိုင်ငံလေးအများကြီးပြည့်စုံပါတယ်။အဲ့တော့ကျွန်တော်ခုနကတင်ပြချင်တာကတော့ monitor ကြီးမေးသွားတဲ့ခါပေါ့။ ကဘာမှဒီလိုမလင်းနေရခုနကကျွန်တော်ပြောခဲ့တယ်ရှယ်ဝန်းနှစ်ခုရှိတဲ့တော့တစ်ခုနဲ့တစ်ခုကအပြန်လှုပ်နေမှာပဲဒီစိန်ခဲတဲ့နယ်တိဆောက်တဲ့ဒီကဘာဒီလိုအများအားသဘာဝကပ်ပြီးကြာနေမှာဖြစ်ပါတယ်အဲ့လိုကြာနေတာဖြစ်တဲ့ခါမှာကျွန်တော်တို့ကအဲ့ဒီပုံမှာအကျိုးမြတ်ယူပြီးလုပ်မလဲဖြစ်သွားပြီဖြစ်သွားပြီတဲ့ဟာတစ်ခုကိုသူ့ကြောင့်ငါကြောင့်လို့အပြစ်တင်နေမဲ့အစားကျွန်တော်တို့ဒီအာဟုနေမြို့မှာမြမဆိုတဲ့စိတ်ဓာတ်တစ်ခုနဲ့ဘလို့ဖြစ်ဖြစ်ဝိုင်းဝန်းပြီးကျွန်တော်တွန်းမယ်ဆိုရင်ဒီရွတ်တစ်ခုကယူတော်မှာဖြစ်ပါတယ်အဲ့တော့ကဘာမှလည်းမပါလို့ခဲ့လေ အဲ့လိုအမှုတွေဖြစ်လာခဲ့တဲ့ခါကျတယ်တချို့ကုန်တွေဂျပန်မှာဖြစ်တော့ဆိုဆူနာမီဖြစ်တော့ဂျပန်ကုန်တွေရသူတို့က50%ကိုရှော့ပြီးတော့တမှုရှော့ပြီးတော့ပစ္စည်းတွေရောင်းပြီးတယ်ရှိတယ်ဟိုတနေ့ကစားစုံမှာတွေ့လေတယ်မက်ဆာ2300ကို2000နဲ့အဲ2000နဲ့ပေးမယ်ပြီးလာမီတိတ်ကိုဆိုပြီးတော့ဒီလိုဟာမျိုးတွေဖိတ်ခေါ်လာတာတွေရှိတယ်အဲ့တော့ဒီဥစ္စာတွေကကောင်းတဲ့အတိတ်ကာလတွေဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ကမကြည့်နိုင်မင်းနဲ့ဒါတို့ဖြစ်တဲ့နေရာမှာငလင်လောက်တာမဟုတ်ဘူးဒါသူတို့မင်းအစိုးရအုပ်ချုပ်တဲ့ဒီစကိုင်းရဲ့မန္တလေးရဲ့နေပြည်တော်ရဲ့ဟဲ့လား ရှမ်းရှိရဲ့နောက်တစ်ခုကတောင်ငူရဲ့ဒီမှာဖြစ်တယ်ဒါပေမဲ့အဲ့ဘာမှပြည်မှာနေတဲ့လူတွေအကုန်လုံးကမြန်မာပြည်မှာနေတဲ့လူအကုန်လုံးကအဲ့မြို့တွေမှာနေတာမဟုတ်ဘူးရှမ်းကုန်းမှာလည်းနေတယ်အဲ့ဒီမှာလည်းနေတယ်ဟိုးမှာလည်းနေတယ်ငဖဲတို့မှာလည်းနေတယ်စေတုတ်တရားလည်းနေတယ်အဲ့လိုပဲရှမ်းပြည်ရှိမှာကျအလုံးစိုးဝါနေတဲ့အခုတောင်ကျသူများရဲ့အလုံးစိုးဝါထိတ်ထုတ်နေတဲ့နေရာဒီမှာလည်းနေကြတာဖြစ်တယ်ဒီကရှိတဲ့လူနဲ့အဲ့ဒီလူနဲ့အိမ်တော်ပြုတ်ပြီးအဲ့ဒီမှာနေကြတယ်ရှိတယ်ချင်းတို့သူ့ဆွေမျိုးသားချင်းရှိတဲ့နေရာကိုသူလာပြီးတော့ကူညီပေးခြင်းမှာပေါ့ဒါဆွေမျိုးသားချင်းတွေလေ လက်ကူညီပေးခြင်းတမအခုကျွန်တော်ပေးလို့မရဘူး။ဘာလို့ပေးလို့မရလဲဆိုတော့အဲ့ဒီတောင်းကျမ်းသူတွေကအဲ့လိုဖြစ်နေတဲ့တကြောင်ဖြစ်တာ။ဒါနဲ့ပတ်သက်ပြီးတော့ကဘာမှာကျွန်တော်တို့ဗမာကဘာကိုကြည့်ပါလား။ကျွန်တော်ဆက်ပြောပါမယ်။ဟုတ်မြန်မာနိုင်ငံမှာပဲအခုဖြစ်လိုက်တဲ့ငလျင်မှာကျွန်တော်တို့ကကျွန်တော်နိုင်ငံသားတော့ကျွန်တော်နိုင်ငံသားချင်းချင်းကကျွန်တော်ကျွန်တော်တို့ကူညီပြီးတော့ပုံမူပြီးလည်းပင်ဖိအောင်မယ်စာ။ကဘာနိုင်ငံ26နိုင်ငံကကုလသမဂ္ဂရဲ့အစီအမံနဲ့ရောက်လာတဲ့ဟာတွေဆိုတော့25ရဲ့လေးလာတိစင်းကိုကြည့်မယ်ဆိုရင် ခုဒီအဖွဲ့တွေရာဆိုလို့ရှိရင်နိုင်ငံပေါင်း26နိုင်ငံကလေမောင်းကစီပေါင်း149ခုစီရောက်တယ်။တင်မောင်းကဆိုလို့ရှိရင်9စီမော်တော်ဝဲက23စီကဲတဲအဖွဲ့က2095ဦးထောက်ပံ့ရေးတန်ခိုင်း2635ဒသမ9နှစ်တန်ကဲတဲပစ္စည်းတန်ခိုင်း1190ခွန်ဒသမ7နှစ်စုစုပေါင်းတန်ခိုင်း3833ဒသမ8လစ်တန်ဒါကူညီခဲ့တယ်။အဲ့ဒီပြန်24လေ2025ရင်းဒီပြည်တွင်းပြည်ပအလှူရှင်တွေကလှူတဲ့ငွေဒါပြည်တွင်းမှာလှူလိုက်တာဆိုလို့ရှိရင်ကျွန်တော်တို့ မြန်မာကျပ်ငွေဘီလျံ33,500,886ဘီလျံကျော်ရတယ်။နောက်တစ်ခါကျွန်တော်တို့အမေရိကန်ဒေါ်လာဆို1.43တန်း၊ကိုရီးယားဝမ်ဆို9တန်း၊ရူပီးဆို15တန်း၊ထိုင်ဝမ်ဘတ်ဆို2တန်း၊စင်ကာပူဒေါ်လာဆို3,150ထိုင်းဘတ်ဆိုပြီးချင်း2တန်းဒီလိုတွေလှူခဲ့တယ်။ဒါကျွန်တော်တို့လည်းသွေးမတော်သားမဆက်တဲ့လူတွေကလူသားချင်းချင်းစာနာမယ်ဆိုတဲ့အသိစိတ်ကြလေးတစ်ခုနဲ့ဘာသာမျိုးရဲ့လူမျိုးတွေကျွန်တော်နိုင်ငံလာတဲ့ဒီမှာခရစ်ယာန်လည်းပါတယ် တစ္ဆလန်လည်းပါတယ်ဗုဒ္ဓဘာသာလည်းပါတယ်တခြားဘာညာဘာညာကိုယ်ခွေတဲ့ဟာလည်းပါဒီလူတွေရတော့မှဒီနိုင်ငံတွေရတော့မှလာပြီးတော့ကျွန်တော်နိုင်ငံကိုဒီလိုလာလှုပ်ပေးနေတဲ့အချိန်မှာကျွန်တော်နိုင်ငံအတွင်းမှာရှိနေတဲ့ပြည်သူတွေပြည်သူတွေလို့ကျွန်တော်တင်ပြချင်တာကအဲ့ဒီတောင်းကျန်းသူတွေဘယ်မှနေလဲပြည်သူချမ်းမှနေတာပြည်သူတွေကအကုန်လုံးသိတယ်သိတဲ့အတွက်ကြောင့်အဲ့ဒီလူတွေကဘာလို့မပူပေါင်းညာလဲအဲ့ဒီမှာရှိနေသူ့တော်ဆက်တော်ဆက်တော်ဆက်ဆွေမျိုးတွေကအများကြီးရှိနေမှာသူ့ဆွေမျိုးသူထောက်ပံ့နေမှာပေါ့ ဘာဖြစ်လို့ကန့်တန့်နေရလဲအဲ့လိုသွားတဲ့လူတို့တချို့တလန်းဆိုခေါင်းနဲ့တက်ပြီးတော့ဘာလို့လုပ်လဲဒါကြောင့်မို့တက်မတော်ကနေပြီးတော့အဲ့လိုလာလုပ်လို့ရှိရင်တို့ရောပြဖမ်းမလားဒီတောင်ချန်းသူတွေကိုထောင်ချောက်စင်ပြီးဖမ်းတယ်လို့ထင်မှဆိုးလို့တစ်ဖက်သားပြက်ကရက်ဆဲကိုခုနစောက်သိန်းလုံးပြောသွား22ကျင်းလုခဲ့ပြီးပြီအခုတကလုပ်အဲ့တုန်းကတော့ငင်းချိုင်းပြစ်ခေါ်တာငင်းချိုင်းစပွဲပွဲကိုတက်နေကင်မဖြစ်ရှင်းမှနဲ့ငင်းချိုင်းနဲ့ဖြစ်ချင်းကြအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်တာဒါနိုင်ငံတော်အေးချမ်းဖို့အဲ့လိုမလို့နိုင်ငံတော်ကာကွယ်နေတဲ့တပ်မတော်ပဲ ကိုရှိတဲ့အင်အားနဲ့တွေ့ထက်လိုက်ရင်အကုန်လုံးပြောင်းသွားမှာပေါ့ဒါမသေးဘူးဘူးကိုလူပဲလေတရုတ်မှမကြိုင်ဗမာပြည်ဘူးတော့အောင်ချုံပါလေအဲ့လိုလုပ်မယ်ဆိုတူတလူငါတမင်းလုပ်ချင်လို့လုပ်တာလားဒီအသိတရားလေးတော့ကျွန်တော်တို့နိုင်ငံပြည်သူတွေအားလုံးကရှိတဲ့လေလို့ကျွန်တော်အနေနဲ့ထင်ပါတယ်အစ်စ်ပြင်တော့ရင်မလောင်းသိမ့်ဘူးလို့ဒီလိုလေးယူဆပါတယ်ဒါကြောင့်မဟုတ်ကျွန်တော်တို့ဒီလိုဟာမှုတွေနဲ့ဖြည့်ပြအောင်ဆိုပြီးတော့တတ်မတော့အစိုးရနေပြီးတော့တည့်ရနေရနေဧပြီတည့်ရနေရ20 20ရက်ဟိုထီဟို20ရက်နေ့ထီဟို ကျွန်တော်အပြစ်ခတ်ရဆက်တခါတို့ပြီအဲ့ဒါနဲ့မလုံတော့လို့အဲ့ဒီကဲသေးဖွဲ့လေးရောက်နေလို့ကျွန်တော်တို့တခုကံကောင်းတာအဲ့ဒီကဲသေးဖွဲ့ရောက်နေချိန်ရင်းနှီးသွားတယ်ဒါတော့မှမြောက်ပိုင်းမဖြစ်လိုက်သေးဘူးဒါတော်တော်ဝန်းနေဖွဲ့ကောင်းတယ်ဒီမနိုင်ငံကိုလာကူညီတဲ့လူကိုကျိုးစွားမယ်စာတီလို့လုပ်တယ်သူ့မိသားစုဝင်ပါလာရင်သူလုံးပါတယ်သူ့မိသားစုဝင်မဟုတ်သေးတယ်သူ့သားမိမဒီဘက်အဖြစ်ရောဘယ်လိုလုပ်လဲဒီလူလေးတော့ကောင်းနေမှာတော့စဉ်းစားသင့်တယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်အဲ့တော့ကဘာမှာကျွန်တော်တို့ဒီငလျင်နေကြောင် ီကပ်ဘေးတွေကြောင့်ညင်းညမ်းရက်သွားတဲ့တရကဖြစ်စဉ်တွေများရှိတယ်။အဲ့ဒီဖြစ်စဉ်တွေကနေပြီးတော့ကျွန်တော်ပေါက်နှုတ်ပြီးတင်ပြအောင်ဆိုလို့ရှိရင်ကျွန်တော်တို့အင်ဒိုနီးရှားနိုင်ငံပေါ့အာချေပြည်နယ်မှာ2004ခုနှစ်ကအိန္ဒိယသမုဒ္ဒရာငလျင်ဆူနာမီကြောင့်အာချေပြည်သူပေါင်း3,900သိတယ်။ကျွန်တော်မှ3,900ကျော်ပဲရှိတယ်။သူတို့မှ3,900သိတယ်။အဲ့တော့အဲ့ဒီအချိန်မှာဘာဖြစ်နေလဲဆိုလို့ရှိရင်ညင်းညမ်းရေးကိုအာချေလွတ်မြောက်ရေးတပ်မတော် GAM နဲ့အစိုးရနဲ့ကြားဖို့ဆယ်စုနှစ်နှစ်ခုတူတီခိတ် ကျော်ဆွနေတယ်မော်ပြင်းမှုရေဆိုင်တက်ပွဲတွေတိုက်တယ်တတို့စီမှာတပွဲဒါလုံးလိုက်နေတိုင်းခေါ်လိုက်ပြတိုက်လိုက်အင်အားစုလိုက်ပြန်တိုက်လိုက်ဒီလိုပဲလုပ်နေတယ်ဒါကြောင့်မို့အဲ့လိုလုပ်နေတဲ့ခါမှာနောက်ဆုံးကြတော့အဲ့လိုဖြစ်သွားတဲ့ခါပြောင်းပြောင်းမောက်သွားတဲ့ခါကြတော့ဒါငါတို့နိုင်ငံသားတွေပဲအကုန်သိမှာနောင်တကာတပ်ဖြစ်ရင်လူကြံမမှုတ်ဖို့ဘူးဆိုတော့လူဆိုတဲ့အသည့်တရားလေးနဲ့တို့နိုင်ငံသားတွေကဖလောက်တော်တယ်မှတ်တယ်တောင်းကြတီဟုတ်ပါဘူးအစိုးရနဲ့ညှိပြီးတော့နောက်တော့နှစ်ဆောက်ဆန်းကမှာကိုပိုင်ဦးချုပ်ခွဲဒေသချင်းညပြီးတော့လုံးဝအားလုံး all peace and joy ညင်ညမ်းပြီးတော့အကုန်လုံးပျော်ရွှင်ဘာဖြစ်လို့ကျွန်တော်တို့ဒီလိုမလုပ်နိုင်တဲ့လဲဒါကျွန်တော်တို့နိုင်ငံမှာလက်ရှိကိုကိုကိုတောင်းကျမ်းသူလို့ခံယူကြတဲ့လူတွေအေးဟိုးတို့အီဟာတို့တို့ဒါတွေအားလုံးဒီဒါတွေကိုတစ်ဖက်ကနေပြီးတော့မစဉ်းစားသင့်ဘူးလားဆိုတော့ခုခေါင်းနဲ့ကိုစဉ်းစားပြီးတော့မှငါတို့နိုင်ငံအတွက်လုပ်နေတယ်လားငါတို့အတွက်လုပ်နေတယ်လားဆိုတော့ကိုကိုကိုပဲအဖြေထုတ်ဖို့လိုမယ်လို့ဒါလေးတစ်ခုတင်ပြခြင်းပါလေနောက်တစ်ခုကဖိလစ်ပိုင်နိုင်ငံမော်ရိုရေးဒါလည်း2023ခုနှစ်ဖိလစ်ပိုင်နိုင်ငံမှာခိုင်ရမ်းမုံနဲ့တိုက်လိုက်တယ် တိုင်ဖုံးလာရန်မို့အဲ့တော့တက်လိုက်တဲ့အချိန်မှာလူပေါင်း၆လောက်ကျော်သေးတယ်ကျွန်တော်လက်ရှိသေးတာလည်းပူဆူးတယ်သေးတယ်အဲ့လိုသေသွားပြီးတဲ့အချိန်မှာအဲ့ဒီမှာရှိနေတဲ့မော်ဒိုလွန်မြောက်ရေးတပ်ဘူး MN Alpha နဲ့အစိုးရတင်းမှမှုရှိတာလေအားလုံးကအကုန်လုံးပြိပကငင်းငိုင်းသွားပြီးတော့2014ခုနှစ်မှာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်နဲ့တူညီပြီးတော့သဘောတူစာချုပ်လက်မှတ်ထိုးပြီးတော့ပေါ်တင်ပြသွားကျွန်တော်လည်းအခုဒီမှာပြေးရတယ်လေကိုကံကိုပိုင်အုပ်ချုပ်ခွင့်ရတော့ပလောင်တို့ကျွန်တော်၅ဦးနဲ့ကိုမိုးချတိုင်းတစ်ခုဝဒီလိုပေးထားပြီးသားဖြစ်တယ် ။ဘာဖြစ်လို့ကိုယ့်ကိုတိုးတက်အောင်မလုပ်ချင်မနဲ့။ဘာဖြစ်လို့တခြားနေရာလိုက်ကျူးကျော်ပြီးတော့ပြည်များတွေနေဆုံးသူသိနေတယ်လား။တို့ရင်တို့ပဲစဉ်းစားဖို့လိုတယ်။ကျွန်တော်တို့ပြည်သူနဲ့လည်းစဉ်းစားဖို့လိုတယ်။အဲ့လိုလူမျိုးတွေဒေါ်လာရေးဒေါ်လာရေးဆိုတဲ့ကျွန်တော်တို့ကနားယုံပြီးတော့ဘာဒေါ်လာရေးလဲဘာတွေထောက်ပံ့ပေးရမှာလဲ။ဒါတွေလည်းကိုယ့်ကိုပြန်မေးဖို့ထုတ်ပြီးတော့ကိုယ့်အဖြစ်ကိုကိုယ်တည်တည်ကြကြဖြေသင့်တယ်လို့ကျွန်တော်အနေနဲ့ပြန်ပြည့်ကျင်ပါလား။